အဓိကကျွန်တော်ပြည်သူလူထုနဲ့အစိုးရကြားမှာရှိတင်ရှိတိုက်တဲ့အခြေခံအကြဆုံးမူဝါဒတစ်ခုရရှိတယ်။အဲအစိုးရပဲတက်လာတက်လာပြည်သူလူထုလူမှုဘဝခုံလုံးတိုးတက်ဖို့အတွက်တောင်းရှိတယ်။ပြည်သူလူထုအဆင်ပြေအောင်ထားပြရမှာဒီအစိုးရရဲ့တောင်း။ကတဲ့ကရှင်များအားလုံးမင်္ဂလာပါဒီနေ့ရတော့ကျွန်တော်ပြန်လဲ share ring လောက်ပေးတော့မှာကတော့ဒီညင်လေးပြောတာဒါလေးကိုဘုံသူနာနဲ့လေးပြနာထောင်ကြည့်မယ်နော်မြန်မာနိုင်ငံရဲ့ဈာနေလို့ရတဲ့သူဈာနေလို့မရတဲ့သူကဲနည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်နော်ကဲနောက်ထောင်ကြည့်မယ်ဟုတ်မယ် အော်ကျွန်တော်တော့ဘုံသူရမနိုင်ငံကြီးဂျားနေလို့ရတဲ့လူနဲ့ဂျားနေလို့မရတဲ့လူဒီလိုဒီကြောင်းလေးပြောမှဖြစ်ပါတယ်အခုကျွန်တော်တို့နိုင်ငံ crisis တွေဖြစ်တဲ့အချိန်ကာလမှာတချို့ချို့လူတွေကဂျားနေဆိုပြီးနေကြတယ်ပေါ့နော်อืมจ้าเนสุบีเนจ้าเอ้ยจ้าเนสุบีหนีได้ตรงนี้ปอมาอ่ะจ้ามณีเนจ้าหนีรู้ไม่อยากรู้ตะแฟบๆกูเอ้ยจ้าเนเนี่ยตัวมาวะเนาะเชียร์เลยสุบีจรต้นปูวาได้ฉี่นี่ตัวเนี่ยยินใส่จ้าอ่ะตุยอ่ะบาดิเป็นเราจะโปรซิมไปบาดิ အဲနိုင်ငံလိုက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဂျားရီနိုင်ငံရေးနဲ့ပတ်သက်ပြီးနာမည်ကြီးတာအနိုင်နဲ့ရှိပါတယ်။အဲ့ရာဇုနစ်ချီလို့ပေါ့နော်။ပရမတ်တနိုင်ငံရဲ့ဆစ်စလန်နိုင်ငံဖြစ်ပါတယ်။ဒီရက်ပရဆူဒီဖြစ်ပါတယ်။ဆူဒီယားကရှီယာဆက်လေးမှာစပြီးတော့ဂျာနီဝါလာကိုတုံးနေ။ဒါပေမဲ့သူကဒီနိုင်ငံတကာအသိမပြုမှုတော့မရဘူးပေါ့နော်။ဆစ်စလန်ကတော့နိုင်ငံတကာအသိမပြုမှုရတယ်။သူက1815ပေါ့နော်။ဒီဆူဒီတက်တနေ့နောက်ကြာတယ်။ဒါပေမဲ့ဆူဒီက2024ကျွန်တော်မလ9ရက်နေ့မှာဒီလီတိုးတွေကိုဝင်လိုက်တယ်ပေါ့နော်။လီတိုးပြုတ်နိုင်ငံတိုက်ကြောက်ဘူးလို့သူကဂျာနီ ဝါဒဆိုရယ်မူဝါဒပြတ်သွားပြီဗျာအဲ့တော့ဒီ Switzerland တနိုင်ငံနဲ့ကြံလို့မဟုတ်ဘူးเนาะဒါတော့ globalization ရအရင်ကြီးထွားလာတာဖြစ်တဲ့လို့မြားနေနိုင်ငံဖြစ်ပေါ်တယ်ထီထီရက်တီလို့ဆိုတော့လည်းအဲ့တော့ခက်ခဲလာတဲ့အခြေအနေရှိရတယ်နော်။အဲဒါမျိုးကိုကျွန်တော်ပြောရတာတွေ့ရပါတယ်။အဲနိုင်ငံတကာနိုင်ငံအနေနဲ့ကျွန်တော်တို့ဒီရက်တည်တဲ့အခါမှာဈာနေနိုင်ငံကြီးလုတ်လို့ရတယ်ဆိုတာ တိကကိုယ်ပိုင် settlement ကိုရှိနေပါဥပမာနားလဲအောင်ပြောမရှိလို့ရှိရင်ရက်ွက်ထဲမှာကျွန်တော်တို့အိမ်နဲ့အိမ်ရန်ဖြစ်ကြတယ်ဘောပဲအိမ်နဲ့ဒီဘက်အိမ်နဲ့အိမ်နဲ့အိမ်ရန်ဖြစ်တာကိုကျွန်တော်အနေနဲ့ကြားနေတဲ့တင်နေကျွန်တော်အိမ်တကားကိုပိတ်ပြီးတော့ AC နေလို့ရတယ်ဗောနော်မဟုတ်ဘူးဒီဟို AC မနေဘဲနဲ့ဗောနော်ဒီအာတော်ကြပါတော့ဒေါ်အေးဒေါ်စိန်လို့ဗောနော်အဲခင်ဗျားတို့ကလည်းချင်းချင်းလေးပဲဗာလေးဖြစ်နေရလဲဆိုဝင်ရက်လိုက်မယ်ဆိုရတယ်ဒါပေမဲ့အသေးစားတစ်ခုကတော့ကျွန်တော်ကဒီကိစ္စမှာ အဲလို့ခမဆော responsibility လေးရှိနေအောင်ပုံဘူးအဲဒီကိစ္စကြီးကိုပြည်လဲအောင်ဟို decision တစ်ခုချပေးနိုင်တဲ့ handler တယောက်လည်းမဟုတ်ဒီလိုနေထိုင်ရမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ရက်တည်ပေါ့နော်ဂျာနေမှုရဘွာတာဟိုအချင်းနေပေါ်လိုက်ပြီးကျွန်တော်ကြောင်းလဲနေတာတော့သိရပါတယ်နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံနဲ့လည်းမတူပါဘူးဂျာနီဘူဝါဒကြီးကွဲပြားပါတယ်တချို့နိုင်ငံတွေပုံတော့ဥပမာဂျပန်နိုင်ငံဆိုလို့ရှိရင်ကျွန်တော်တို့ဒီဂျာနီဘူဝါဒနဲ့ဆိုင်ရင်းကိစ္စကိုသူ့ရဲ့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာထည့်ဆွဲထားတာရှိတယ် ဟုတ်နော်အတိတ်ကတော့ဂျပန်နိုင်ငံရဲ့ဈာနေမှုလူဝါဒပုံစံနဲ့ဩစတြေးလျနဲ့မတူဘူး။ဩစတြေးလျနဲ့ထိုင်းနဲ့လည်းမတူဘူး။ထိုင်းနဲ့အိန္ဒိယနဲ့လည်းမတူဘူး။ငါဘောတနေကနေတဲ့နိုင်ငံနဲ့ပဲတူနော်။ဒီလိုပြောကကျွန်တော်မြန်မာနိုင်ငံရဲ့ဈာနေမှုလူဝါဒနဲ့ချမ်းနိုင်ငံနဲ့တူချင်မှတူဘူး။ဒီလိုမျိုးကိုယ်တိုင်ချမ်းသာလို့ရှိပါတယ်။တန်းမင်းနဲ့ရောရန်ဖြစ်တယ်ဘုရားကိုကြီးနဲ့ဒီအလက်မနဲ့ရန်ဖြစ်တယ်စကားများကြတယ်။အဲ့မှာကျအငယ်မလေးပြောက်ရှိတယ်။အဲ့လိုနေထားမှဆိုလို့ရှိရင်ဒီအလက်မနဲ့အကိုနဲ့ရန်ဖြစ်တဲ့ကိစ္စဒီတဲ့တနာကိုကောင်းမွန်စွာဟန်တယ်လုပ်နိုင်နေတယ် မိဘဖြစ်သူ့မှာ responsibility ပဲအဲ့ဘောဟောနော်ရှိရတယ်ဗျာအဲ့လိုအခြေအနေမှာဆိုလို့ရှိရင်အငယ်ဆုံးညမလေးဘက်ကကြည့်မယ်ဆိုတော့သူဒီ good handler တယောက်ဖြစ်လာနိုင်ကြလဲအကြောင်းရှိ responsibility လည်းမရှိသူဒီကြားနေလို့ရတယ်တတိမှုတစ်ခုရာသူဘာဘာပိုင်းပါလိမ့်မယ်ဒါပေမဲ့အထောက်အပံ့တစ်ခုဖြစ်အောင်ဖြစ်လိမ့်မယ်ဒါပေမဲ့သူဒီ decision maker ဖြစ်လာမှာပေါ့ဟောနော်ဟောနော်ဒီကတွေရတယ်ဒီကသူကြီးတွေရဲ့အရေးကိုဖြည့်ဆင်းပြရမှာဖြစ်အဲ့ဒီလိုမျိုးပဲနိုင်ငံရေးမှာဆိုလို့ရှိရင်အဲ့လိုအခြေအနေရှိရတယ် တချို့ချို့လူများကြတော့စိတ်ပိုင်းဆိုင်ရာတန်ခံရပြောလို့ဆိုလို့ရှိရင်မိနေတာရှိရပေါ့နော်ဥပမာစိတ်နေရရင်လည်းရှိတယ်သူနဲ့စိတ်ထဲမှာလူတရားရောအဖွဲ့အစည်းတစ်ခုခုကိုသူကရွေးချယ်ထားနေပြီကဒါပေမဲ့ဒါဆိုရင်ဘာဖြစ်လို့ဂျာနေဝါလာကိုကျင့်သုံးလိုက်ရတာလဲဆိုမိမရှိဘူးလူမှုကြိုးစည်းမှကြောက်ပါဒါကြောင့်တော့ကျွန်တော်ကဂျာနေလိုက်ရဒီအနည်းလေးဝါလေးဖြစ်သွားတယ်ဆိုတဲ့ကိစ္စကကျွန်တော်တို့ဒီလူလူကအယောင်ဆုခံရတယ်နေနေဝါရဆိုတော့နော်အဲ့လိုအယောင်နေဆုခံတဲ့အချိန်မှာပြည်သူလူထုအနေနဲ့တသက်တာရဲ့အဆုံးမှာ ကြားနေဆိုပြီးကိုယ့်ရဲ့ခံစားချက်တွေကိုသိပြီးတော့ဟန်ဆောင်လိုက်ရတဲ့အနေနဲ့ရှိတယ်ဗျာ။ဟောစီပိုင်းလုပ်နေသူကတွက်ဖက်လုပ်နေသူက corporate လုပ်နေသူကအနီးကိုကတခုခုထောက်ပေါက်ပြလိုက်ကြတော့ငါအစိမ်းမင်းတို့အနီးကဖြစ်တယ်လို့ပြောမစို့ကိုယ့်ရဲ့အချိုးစီးပွားလည်းရုံရုံမှာအဲလူမှုရေးအရာလည်းမိတ်ပြတ်မှာဒီလိုအနေထားရှိအဲ့ကြပါဖြစ်တော့လဲဆိုကြတော့ဟိုစိတ်ထဲမှာနေသည့်တိုင်အောင်စိတ်ထဲမှာစိတ်သည့်တိုင်အောင်ငါတို့ကကြားနေဆို လူမှုကျိုးစီးပွားမြေကွက်ပြီးနေလိုက်ရတဲ့အခြေအနေရှိဒီအကျိုးစီးပွားလူမှုရေးကိစ္စကြီးကာကွယ်ပေးနိုင်တဲ့အစိုးရအောက်မှာဆိုလို့ရှိရင်အဲအစိုးရကတော့ကြက်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 ကိုနေရမှာလားအခုဒီလူကြီးအလုပ်အဓိကကျွန်တော်တို့ပြည်သူလူထုနဲ့အစိုးရကြားမှာရှိတင့်ရှိတိုက်တဲ့အခြေခံအကြဆုံးမူဝါဒတစ်ခုရရှိတယ်။အဲအစိုးရပဲတက်လာတက်လာပြည်သူလူထုလူမှုဘဝခုံးလုံးတိုးတက်ဖို့အတွက်တောင်းရှိအပြည်သူလူထုအဆင်ပြေအောင်ထားပြရမှာဒီအစိုးရရဲ့တောင်းဟုတ်နော်ဒီရှာကတော့မှန်နော် အမေရိကန်နိုင်ငံမှာရှိတဲ့ဒေါ်နယ်ထရန့်သမ္မတတွေဒေါ်နယ်ထရန့်ကိုမကြိုက်တဲ့ဒီအမေရိကန်နိုင်ငံမှာ55ရာခိုင်နှုန်းလောက်ရှိဒါပေမဲ့လက်ရှိချိန်ကြီးဒေါ်နယ်ထရန့် government အောက်မှာပဲနေတယ်သူတို့ရဲ့ jetty ရှင်သန်မှုကိုအဆင်ပြေအောင်လုပ်ပြီးရတယ်မကြိုက်တာမှကြိုက်တဲ့ဘိုင်းပဲရတယ်သူတို့အဆင်ပြေအောင်လုပ်ပြီးဒီကိစ္စနဲ့ပတ်သက်လို့ဆိုလို့ရှိရင်ပြုံးနိုင်ငံကိုကျွန်တော်အတူယူတယ်ပြုံးနိုင်ငံကွန်မတီပါတီဒါလူတိုင်းသိပါတပါတီစနစ်နဲ့တွားကြတာဘယ်တရုတ်လူမျိုးကမှာကွန်မတီပါတီဖြုတ်ထုတ်တဲ့မကောင်းမှုပါ냐ဘယ်တော့မှမပြောဘာကြောင့်လဲ ။ဒီအစိုးရကသူတို့ပြည်သူလူထုကိုတိုးတက်အောင်လူမျိုးပွားဖူလုံတော့ကမ္ဘာလုံးမှာပြည်မလက်မှတ်ထားနိုင်အောင်လုပ်လုပ်ပြီးချုပ်ငုံတက်တက်ကြလိုက်မယ်ဆိုရှင်ပြည်သူလူထုကလူရည်စင်နဲ့ပဲအုပ်ချုပ်ဆိုရှယ်လစ်ပဲဖြစ်ဖြစ်ဒီမိုကရက်ပဲဖြစ်ဖြစ်ဒီရီပပ်ဘလစ်ကန်ဖြစ်ဖြစ်ကြိုက်တဲ့ဝါရနဲ့အုပ်ချုပ်ရတာဒီကအခြေခံစာရင်းချက်ကအစိုးရလုံးမဲ့ပြည်သူလူထုကိုဘဝလူမျိုးပွားဖူလုံတိုးတက်အောင်ကျူးစီးပွားဖြစ်ပေါ်အောင်ဘာလို့လုပ်ပြရ ဟုတ်နော်နိုင်ငံအလိုက်တောင်တနိုင်ငံနဲ့တနိုင်ငံနဲ့ကျွန်တော်ကြားနေရတဲ့မူဝါဒတွေပေါ့နော်အတွေးခေါ်ယူဆရမတူကြတာလူတယောက်ချင်းစီမှာကျွန်တော်ပုံတွေ့ပြမှာဖြစ်ပါတယ်အချို့တို့ကြာတော့ကျွန်တော်တို့လူမှုစီးပွားရေးနဲ့ဆိုင်တဲ့ဟိုအကျိုးရှိတဲ့ဘက်ကိုဖြစ်လိုက်တာပေါ့နော်အဲ့တော့ကျွန်တော်ကြားနေလို့ပြောရတဲ့လူတိုင်းအောင်လည်းတည်တည်ရအောင်ပေါ့ ဟုတ်ကဲ့သူ့ချင်းဒီကိုချင်းကိုမပြီးအောင်နိုင်ငံအလိုက်တော်ကျွန်တော်တို့မတူကြတာဒါပေမဲ့တခုလို့ရှိရပါဘူးညာနဲ့မတူငါရည်ဆိုပြီးတော့ကိုကဂျာမနီကိုကွက်ဖက်မှာရက်လိုက်ဒါပေမဲ့ဂျာနီကသူတော့တိုက်ခိုက်တာလို့မျက်နှာအောင်လုပ်တာရယ်ကျွန်တော်မလုပ်သေးဘူးဒါတော့ကျွန်တော်ဒီမျိုးစမဆန့်ကျင်တဲ့လုပ်ရဖို့ဖြစ်ပါဘူးကိုမမြင်နိုင်တဲ့အခြေအနေတွေကိုမမြင်နိုင်တဲ့နေတိုင်းဆိုရှိကြတာကိုပြင်အတွေးခွင့်ယူစားရလဲမတူကြရတဲ့ကြောင့်မလို့ငါနဲ့မတူငါရည်ဆိုပြီးလုပ်လို့မရပါဘူးဒီလိုအခြေအနေတွေကညီပြမတကယ်တကယ်ရှိနေတာအတွက်ကြောင့်ကျွန်တော်ဒီနေ့ပြောခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးများအပ်တယ် ဟုတ်နော်အားလုံးကျေးဇူးပြန်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်